လူတိုင်းလူတိုင်းရဲ့မသိစိတ်တိုင်းမှာဝင်ပလွေအဖြူနဲ့အနက်နှကောင်ရှိပါတယ်။ဘယ်အကောင်ကိုအစာကျွေးမလဲဆိုတာကိုယ့်အကူဆုံးဖြတ်ကြပါလေ။တခါတခါတိတိနဲ့ဆုံးဖြတ်ပါလေ။တခါတခါအတိတရားနဲ့ဆုံးဖြတ်ပါလေ။တခါတခါကျတော့တတိတောင် မပြူးနေလိုက်ဘူးအဝင်ပြေးတကောင်ကောင်ကိုကျွေးပြီးတော့ဆန်းကျွေးလိုက်တယ်ဒီနှကောင်ထဲကတကောင်ကိုအမြဲတမ်းအဆန်းယူပြီးတော့ကျွေးနေတာပါပဲကျွေးမှန်တည်တဲ့လူလည်းရှိတယ်အသေးလူလည်းရှိတယ်တရားကိုစိတ်ပိုင်းဆိုင်ရာ psychology ရှုထောင့်နေတယ်အုန်းနောက်တဲ့ပိုင်းဆိုင်ရာ neurology ရှုထောင့်နေတယ် ဗုဒ္ဓတရားတော်ရဲ့အဆုံးမှာဓမ္မရှုထောင်ရဲ့ဒီသုံးခုအနေရှင်းပြပါမယ်စိတ်ပိုင်းဆိုင်ရာ psychology ရှုထောင်နေပြောမယ်စဉ်းစားလူတိုင်းလူတိုင်းရဲ့အမ်စိတ်ထဲမှာဒီဝင်ပြည့်နှကောင်ရှိတာတကောင်ကအနက်တကောင်ကဖြူ ဲ့ဒီအနှက်ကဘာဘက်စားလို့ဆို negative ဖြစ်တဲ့အတွေးတွေအဆိုးမြင်ွားတဲ့အတွေးတွေတခါခါကျတော့အဆိုးမြင်ွားတာဆိုတာကိုယ့်ဟာကိုယ်အဆိုးမြင်ခြင်းလို့သူကအဆိုးမြင်ွားတာဖြစ်သွားတာမဟုတ်ပါဘူးစိတ်ညစ်လို့ဘလို့နေနဲ့အဆိုးမြင်ွားတာဘက်ကိုရောက်သွားတာအဲ့ဒီလိုဒါကြောင့်အဆိုးမြင်ွားတာရှိတဲ့ပုံကိုယ်တွေကို အတင်းမပြောဘူးအပြစ်မပြောဘူးဒါလေးပရမဆုံးပြောချင်ပါတယ်အဆုံးမြင်ရတာဆိုတာကဟိုပြဿနာတကူတွေ့တယ်ဆိုရင်ဒီပြဿနာကိုမစင်စားရဲဘူးစင်စားတယ်ဆိုရင်လည်းကိုယ့်အတွက်ပဲစင်စားပြီးတော့တခြားလူတွေဘာဖြစ်ဖြစ်ခရုမဆိုင်ဘူးဆိုတဲ့စိတ်မျိုးတွေဖြစ်ပါတယ်တချို့ကြတော့ယတနာကိုလုံးဝရင်မဆိုင်ရဲပါ ယတနာကိုခါနေပြန်အောင်လာအမ်ဟုံထားလေတချို့ကြတော့အဲ့ဒီပြန်တနာအကြောင်းတွေတွေ့တိုင်းတွေ့တိုင်းလူတယောက်ရောက်အပြစ်တင်လဲရမှာအဲ့ဒီပြဿနာဖြစ်တာငါမပါဘူးငါအပြစ်မပါဘူးဆိုရဲ ီဆောက်ခြင်းတဲ့ခံကြတော့အဲ့ဒီအနေထားကိုတည်ဆောက်ခြင်းတဲ့ခံကြတော့ကောင်းဖြစ်ဆိုတဲ့အပြစ်တင်စရာလူကိုလိုက်ပြီးတော့ရှာကြတာအပြစ်တင်အဲ့ဒါကြောင့်မလို့အဲ့ဒီလို negative emotion တွေဆုံးမြင်သွားတာစိတ်ခံစားမှုတွေပေါ့ negative စိတ်ခံစားမှု ံနောက်ပြီးတော့နိုင်ကျွတ်အတွေးတွေအဲ့ဒီဟာလေရှိတိုင်းရှိတိုင်းအဲ့ဒီပုဂ္ဂိုလ်ကသူ့ရဲ့ဝင်မလွေအနက်ကိုပဲအစာကျွေးနေပါလေဝင်ပလွေအနက်နဲ့အဖြူကစားတဲ့အစာချင်းသူတို့စားတဲ့အစာချင်းမတူပါဘူးဝင်ပလွေအနက်ကစားတဲ့အစာကိုဝင်ပလွေဖြူကလုံးဝမတိုင်ပါဘူးစားတဲ့အစာက အဲ့ဒါကြောင့်မလို့ဝင်းမလို့အနက်ကိုပဲအစာကျွေးနေတယ်ဆိုရင်ဝင်းမလို့အနက်ကအားကောင်းနေမယ်။ဘောတာဖြစ်စရာတွေစိတ်နာစရာတွေအဲ့ဒါတွေပြန်တွေးရံညိုးတွေထားစိတ်ထမတေးထားတူချင်းဖြစ်ဖြစ်မိသားစုလိုက်ဖြစ်ဖြစ်လူမျိုးလိုက်ဖြစ်ဖြစ်ဘာသာလိုက်ဖြစ်ဖြစ်နိုင်ငံလိုက်ဖြစ်ဖြစ်အုပ်စုလိုက်ဖြစ်ဖြစ်အဲ့ဒါမျိုးတွေ စိတ်နာစေမကောင်းတာတွေအထိုင်ပဲတွေးပြီးတော့ negative emotion ခေါ်တယ်စိတ်ခံစားမှုတွေဒေါသတွေစိတ်ညစ်တာတွေစိတ်ပြတ်တာတွေအပြစ်တင်နေတဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်နေကြညာဝိမ္မလူအနက်ကိုပဲအစာကျွေးပြီးတော့သူကအာကောင်းနေမယ်တစ်ချိန်တည်းမှာပဲဝိမ္မလူဖြူလာအစာမစားလို့ချိန်နေနေမယ် ဝင်းဘလွအဖြူဆိုတာကတော့ကြေတနာရှိတဲ့အခါမှာဒီကြေတနာကိုပြည့်လဲစေခြင်းလားပြည့်လဲစေခြင်းလဲဆိုရင်ညမှာကုအတွက်ပဲပြည့်လဲလို့လေသူကအကြာကြီးမပြည့်လဲနိုင်ဘူးအများအတွက်ပဲပြည့်လဲမှာအဲ့ဒီလို compassion ကရုဏာအခြေခံပြီးတော့တွေးတာဗုဒ္ဓတရားလိုရှုထောင့်နေပြောမယ်ဆိုရင် ကရုဏာကိုပြီးခဲ့တဲ့နှစ်20လောက်ကစာပြီးတော့အနောက်တိုင်း psychology အသုံးပြုပြီးသူကဘာခေါ်လဲဆို positive psychology အပြုသဘောအမနန်ဆန်တဲ့စိတ်ဓာတ်ပြတာတာချင်းတာကပါတော့ဆိုတော့လူတရားရဲ့ကောင်းတာတွေကိုမြင်တတ်တယ်အဲ့ဒီလူကအမှားတွေလုပ်နေတဲ့အချိန်မှာ ကိုမကြိုက်တဲ့အရာရှိနေတဲ့ချိန်မှာတော့မှသူ့ရဲ့ကောင်းတာလေးတစ်ခွက်နှစ်ခွက်ကိုကိုတွေးနိုင်တယ်တွေးမိတယ်ကြိုးစားပြီးတော့တွေးတယ်ဒါဆိုရင်ဝင်ပြီးလို့အဖြူကိုအစာကျွေးနေတယ်နောက်ပြီးတော့ပြဿနာဖြစ်လာတဲ့အခါမှာလည်းအဲ့ပြဿနာကိုအကြောင်းပြုပြီးတော့သူ့ကိုနှိပ်ပြီးပြောမဲ့အစားသူ့ကိုတမင်သက်သက်ပဲအပြစ်တင်မဲ့အစားဒီပြဿနာ နောက်တစ်ခါသူရှောင်ကျင်နိုင်အောင်တခြားလူတွေလည်းပဲမတိခိုက်အောင်ဆိုရင်ဘယ်လိုလုပ်ရင်ကောင်းမှာတော့ဆိုအဲ့ဒီလိုပြဿနာပြေလည်ဖို့အတွက်အဓိကထားပြီးတော့စဉ်းစားတဲ့အတွေ့အဲ့ဒီအတွေ့ကို positive thinking positive outlook အကျိုးသဘောဆန်တဲ့အတွေ့အကျိုးသဘောဆန်တဲ့အမြင်သဘောထားအမြင်လို့ခေါ်ပါတယ် ကြောင့်မလို့ကောင်းတယ်လေတွေးရင်ဝင်ပြီးလို့ဖြူကိုအစာကျွေးပါလေအဲ့ဒီချိန်မှာဝင်ပြီးလို့အနေအစာမစားတော့ပါဘူး။ဘုနပိုင်းဆိုင်ရာတိတ်ပန်းခြင်းညူရောလိုဂျီအရာပြောမယ်ဆိုရင် တွေးတက်ပြီးတော့အမြဲတမ်းဇိုးရင်စိတ်တွေအာပေးနေတဲ့အကျင့်မုံမကျုပ်ပြုတ်ခဲ့တော့ဆိုပြီးတော့အမြဲတမ်းစဉ်းစားနေတဲ့အကျင့်ကိုယ့်ရဲ့ဘဝကိုလည်းပဲမတည်ဆုံတဲ့အပိုင်းကိုပဲကြီးတက်ပြီးတော့ကြီးဆုံတဲ့အပိုင်းကိုပြတိမရတဲ့အကျင့်တခြားလူတွေကိုကြည့်တယ်ဆိုရင်လည်းကောင်းတာတွေချက်ချင်းမကြည့်မိဘူး ချွင်းချက်တွေကိုပဲအဓိကထားနေနေချင်းအဲ့ဒီချင်းတွေရှိနေဆိုရင်ဒါကအကြောင်းစိတ်ကြောင့်လို့ပြောပါတယ်ကြောင်းစိတ်ကြောင့်ဩနောက်ထဲမှာ fear center ဩနောက်ဒီ fear center လို့ခေါ်တဲ့ amygdala ဒီဩနောက်နောက်ပိုင်းမှာရှိအကြောင်းတရားဒီရှိရဌာနကြီးဝဌာနအဲ့ဒီနေရာရှိတယ် ခုနရဲ့နောက်ပိုင်းအဲ့လိုပုဂ္ဂိုလ်တွေဟာပြဿနာနဲ့တွေ့တဲ့အခါမှာအဲ့ပြဿနာကိုလက်ခံပြီးတော့အမ်ကောင်းရည်နဲ့ဖြည့်ရှင်းမဲ့စာအဲ့ပြဿနာကိုကြောက်ကံကံတတဲ့ထွက်ပြေးတတဲ့ fight and flight ကိုခုနပိုင်းဆိုင်အဲ့ဒါဒီနောက်ကခုနအမိတ်တလာလွတ်လွတ်တဲ့အခါမှာရှေ့ကခုနဖြစ်တဲ့ prefrontal cortex တို့ဒီအလုံးလုံးပါ hippocampus ဒီရှေ့မှာရှိတဲ့အုံနောက်လုံးမလို့အဲရှေ့မှာရှိတဲ့အုံနောက်ကသူကစိတ်အတော်နဲ့တည်ငြိမ်တဲ့အချိန်နောက်ပြီးတော့ဒီပြဿနာတွေဖြေရှင်းနိုင်တယ်ဆိုပြီးတော့ယုံကြည်တဲ့အချိန်နှစ်ချက်ရှိပါပြီတစ်ချက်ကစိတ်တည်ငြိမ်တယ် calmness တကွ နောက်တစ်ခုကပြဿနာဖြေရှင်းနိုင်တယ်လို့ယုံကြည်တယ် confidence နောက်တစ်ခုကတော့ကိုကိုကိုအများရဲ့ပြဿနာနဲ့ကိုပြဿနာအများရဲ့ပြဿနာဆက်ဆက်ပြီးတော့တွေ့တယ်ကိုပြဿနာကအများကြီးထိခိုက်တယ်အများကြီးကိုထိခိုက်တယ်ဒါကြောင့်မို့လို့သူရောကိုရောအဆင်ပြေမှဆိုတဲ့အတွေ့အမြင် ကိုချင်းစာတွေ့ပြီးအခြေခံတယ်။ဒါရှေ့မှာရှိတဲ့အုံနာ။ခေါင်းကစိတ်ပိုင်းဆိုင်ရာ psychology နေနေ။အဖြူရံဝင်ပလေလို့ခေါ်တယ်။အဲရ။ဒါနောက်အဖြူရံဝင်ပလေကဒီရှေ့ကအုံနာ hippocampus အုံနာနေ။အဲတူညီပါလေ။ဘာသာရဲ့ခြင်းမတူလို့တခုက psychology ဆိုတော့ သူကဝိဇ္ဇာပိုင်ဆိုင်ရမှာပေါင်းသွားတာပေါ့နောက်တစ်ခုက neurology အုံနောက်ပိုင်ဆိုင်ရဆိုတော့ pure science ဒီရုပ်တရားကိုအဓိကလေ့လာတဲ့ပညာပဲဖြစ်သွားတာပေါ့ဒါပေမဲ့တို့ရဲ့စုလို့ချက်ကအတူတူပါပဲဗုဒ္ဓဘုရားတော်အနေနဲ့ကတော့ဗာမိတ်လုံးဆိုနှစ်ပေါင်း1600ခရီးဆုံးမြင် ဝါဒရှိတယ်ဆိုရင်ကျန်တဲ့ negative quality negative အရေးတွေး negative တွေး negative ခံစားမှုအကုန်လိုက်လာကြာဘူးနာဝရှိအောင်အဲ့ဒီအစုံမြင်ဝါဒကိုအာယုန်နဲ့သုံးမနေတိခါလာလို့ခေါ်ပါသူကအကုသို့အာလုံးရဲ့အခြေခံပဲ နည်းတူစွာပါပဲအကောင်းမြတ်ပါတာအကြောင်းအကျိုးနဲ့ဆင်ခြင်တတ်တယ်ကောင်းတာတွေကိုမြင်တတ်တယ်ယုံကြည်မှုတွေရှိတယ်အဲ့ဒီအမြင်ကိုကြတော့ယောနိကုံမနတိခန္ဓာလို့ခေါ်ပါတယ်ကောင်းမြတ်ပါတာဒါကြောင့်ယောနိကုံမနတိခန္ဓာဆိုတာအကောင်းမြတ်ပါတာဆိုတာကုသိုလ်အလုံးရဲ့ အခြေခံဖြစ်ပါတယ်။ကုသိုလ်ဆိုတာဘာပြောတာလဲဒီနေရာမှာကျွမ်းကျင်တဲ့အတွေ့အဲ့ဒါမနောကံကုသိုလ်ကျွမ်းကျင်တဲ့အတွေ့ကြေတနာရှင်အံ့ကြေတနာကိုပြည်လျောင်စဉ်းစားတတ်တယ်။ကြီးရင်တေးအောင်လုပ်တတ်တယ်။မိမိအတွက်ရသူတို့ဘာအတွက်ရောအဲ့ဒါကိုမနောကံကုသိုလ်လို့ခေါ်တယ်။စိတ်ထဲမှာကျွမ်းကျင်မှုရှိတယ်လို့ပြောတယ်။ အပြုတဘုံဖြစ်အောင်ဆန့်အောင်လုပ်တတ်တယ်လုပ်ပြနိုင်တယ်လုပ်နိုင်စွမ်းရှိတယ်အတွေ့ခေါ်လို့နောက်ကုသိုလ်ကကဝစီကံကုသိုလ်ဆိုတာကပြောဆိုရတဲ့နေရာမှာကြောင့်ချင်မှုရှိတယ်လို့ပြောတာအဲ့ဒါကုသိုလ်လို့ခေါ်တယ်စိတ်ကြချနိုင်တဲ့လူကိုအားပေးတယ်ကိုကိုကိုယ့်ရဲ့အင်အားနဲ့ ကိုယ်ရဲ့အတွေးနဲ့စိတ်လက်ချနိုင်တဲ့ပုဂ္ဂိုလ်အားပေးတတ်တဲ့ရှိနေတဲ့ပြဿနာကိုပရမဆုံးမကြည့်အောင်မကြည့်ထွားအောင်စကားပြောတတ်တယ်။ပြီးရင်နောက်တစ်ဆင့်အဲ့ပြဿနာတည်သွားအောင်နောက်ဆုံးမှပြေလည်သွားအောင်ပြောတတ်တယ်။တခါတခါ Facebook ပေါ်မှာ Twitter ပေါ်မှာအသတင်းစာထဲမှာရက်ွက်ထဲမှာ ဲ့လိုပေါ်တော့ပြောကြဆိုကြတို့ကြတဲ့အခါမှာကိုပြောတယ်ဟာညညမကမရစေဘူးဆိုရင်ဒါဝစီကံကုသိုလ်မဖြစ်ပါဘူး။ဘာဖြစ်လို့ဆိုတော့ skill မရှိလို့ကြံ့ကျင်မှုမရှိကုသိုလ်ဆို skill ပြောတာ။နောက်တစ်ခုကကာယကံကုသိုလ်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာထဲမှာကြံ့ကျင်မှုရှိ ကောင်းကျိုးတစ်ခုကိုရအောင်လုပ်တဲ့နေရာမှာဆူကျူတွေပေးတဲ့ဆူကျူတွေ side effect တွေမရအောင်မဖြစ်အောင်လုပ်တတ်တယ်ကိုယ်ကိုမထိခိုက်အောင်သူတို့ကမထိခိုက်အောင်ဈာမိုင်းမထိခိုက်အောင်စီးပွားမထိခိုက်အောင်လူမွေးမထိခိုက်အောင်စိတ်ပိုင်းဆိုင်မရှိအောင်အဲ့လိုတွေးတယ်အဲ့လိုလုပ်တတ်တာအဲ့ဒါကိုကာယကုသိုလ်ထားကြကုသိုလ် ိုတဲ့ဒီဝိပလွေအဖြူကဆိုကျွမ်းကျင်တဲ့အတွေ့ကျွမ်းကျင်တဲ့စိတ်ခံစားမှုကျွမ်းကျင်တဲ့ပြောကျွမ်းကျွမ်းကျင်တဲ့လုပ်ရအရာကိုပြောပါတယ်ဒါကြောင့်နေ့စဉ်နေ့စဉ်မှာကိုယ့်ရဲ့အတွေ့ကိုပြန်ပြီးတော့ဆန်းစစ်နိုင်မစေဒီအတွေ့ကဝိပလွေအဖြူကိုအစာကျွေးနေသလားဝိပလွေအဖြူကိုဝိပလွေအဖြူနဲ့ဝိပလွေနဲ့ပဲကောင်းစားကျွေးနေတော့ အရံလေးတတိပြုမိအောင်လေ့ကျင့်ယူလို့ရပါတယ်မခက်ပါဘူးဝင်ပြီးအဖြူကိုအစာကျွေးနေဆိုရင်ရှေ့ပိုင်းကကိုနောက်ဟစ်ပိုကမ်ပပ်စ်ကိုနောက်လှလို့ပါပဲဘုဒ္ဓတရားတော်နေနေဆိုရင်လည်းအဲ့ဒီအချိန်မှာကုသိုလ်စိတ်တွေပဲဖြစ်ပါတယ်အိမ်မှာနေလဲကုသိုလ်ဖြစ်တယ် ကာမောင်းနဲ့လည်းပဲကုသိုလ်ဖြစ်တယ်အစီဝေတတ်နဲ့လည်းကုသိုလ်ဖြစ်တယ်အပြင်းမှဓမ္မတော်စာရည်ကုသိုလ်ဖြစ်တယ်ပြန်ပြီးတော့အချင်းချုံနေဆိုရင်အကောင်းမြတ်ဝါရရဲ့သူတို့ဘာတွေ့လဲတွေ့တတ်တယ်ဒီနှစ်ခုကို ီဖြူလို့ခေါ်ပါတယ်။ယောနိတောမနတိကာရလို့ခေါ်ပါတယ်။ဟီပိုကမ်ပတ်စ်ကိုနောက်ရည်လုံရည်လုံငန်းစွမ်းရည်လို့ခေါ်ပါတယ်။ဝင်းဘလွေးဖြူအစားအမျက်များကျွေးနိုင်ပါစေ၊ကျွေးနိုင်ပြီးတော့ကိုယ့်ရဲ့ပြဿနာအများရဲ့ပြဿနာတိုင်းကြီးပြဿနာတိုင်းကြီးစည်းဝိုင်းပြဿနာကိုဝိုင်းဝန်းဖြေရှင်းပေးတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါ